research paradigm နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးလာတာအခုဆိုလို့ရှိရင်ဒီသုံးခုမြောက်ဖြစ်လာပြီပေါ့နော် research paradigm မှာအစိပိုင်းတစ်ခုပါတယ် philosophy နဲ့ methodology ပေါ့ philosophy မှာပါဝင်တဲ့အရာလေးတွေကိုလည်းကျွန်တော်တို့ဆွေးနွေးခင်ကြရဖြစ်တယ်ပေါ့နော်အခုဒီ video file မှာ methodology မှာပါဝင်တဲ့အကြောင်းအရာလေးတွေကိုပဲဥစားပေးပြီးတော့ဆွေးနွေးတင်ပြပေးမှာပါ methodology လို့ပြောလို့ရှိရင် social science မှာအုပ်စု၃ခုကိုအများအပြားပြင်မြင်ကြပါတယ် ရဲ့ quality ရဲ့ mix ပေါ့နော် quantity ဆိုတာကတော့အကြောင်းအရာတစ်ခုကိုဟိုချင့်ကပ်ပြီးတော့လေ့လာတဲ့အခါမှာကင်ကင်နဲ့ဘောင်တွင်းကပဲဟိုချင့်ကပ်ပြီးတော့ဖိုထုတ်လေးရှိတယ်တင်ပြပေးလေးရှိပါတယ်အဒီနေရာမှာကျွန်တော်တို့ဖိုထုတ်တဲ့ data တွေရဲ့သဘာဝကိုကျွန်တော်တို့ပြန်နားလေပို့လို့လာရတယ်ပေါ့နော်တချို့သော data တွေကသူ့ရဲ့သဘာဝကိုယ်တိုင်ကိုကကင်ကင်နဲ့ဘောင်တွင်းကနေဖိုထုတ်လို့အော်ဒီဖိုထုတ်ရမယ့်အရာတွေဖြစ်ပါတယ်ဥပမာကိုလေးချင်း အရာအမြင်လူတယောက်ရဲ့ဒီညံရင်ညံသွေးတွေပေါ့ဒါလေးတွေကဆိုလို့ရှိရင်ကင်းကနန်းပေါင်တွင်းကနေဖုံထုံးမှာပဲသူ့ရဲ့အကြောင်းအရာကိုနားလည်နိုင်တဲ့အရာတွေပါဒါပေမဲ့ဒီ quantity တိတိတုတေသနာကဒီလိုပဲတဘဝကြကြပေါ့နော်ကင်းကနန်းပေါင်တွင်းကနေဖုံထုတ်ရမယ့်အရာတွေကိုပဲလေ့လာဖုံထုတ်သလားဆိုတော့မဟုတ်ပါဘူးကင်းကနန်းနဲ့အဲဒီဖုံထုတ်တာမျိုး ဖို့ထုံးမှပဲပုံလွင်တဲ့အရာတွေမျိုးမဟုတ်ဘင်းနဲ့စကလုံးတွေနဲ့သာအနက်တပီကောက်ယူပြီးတော့ဘာသာပြန်ဆိုကြရမယ့်အရာတွေကိုလည်းပဲကင်းကနန်ဘောင်တွင်းကနေအဲဖို့ထုတ်လို့ရအောင်ဖန်တီးပြီးတော့ပြုလို့ဆောင်ရွက်နေရှိပါတယ်ဥပမာအာ social wellbeing တို့ communication skill satisfaction စိတ်ချနေမှုရှိသလားမရှိဘူးလားပေါ့နော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ motivation ရှိမရှိ လုပ်ငန်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ performance တွေကောင်းမကောင်းဒါလေးတွေကိုကျွန်တော်တို့လေ့လာတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်အဲကိန်းဂဏန်းနဲ့လေ့လာလို့မရပါဘူးဒါမဲ့အဲအခုခေတ်မှာဆိုလို့ရှိရင်ဒီ statistic ပညာရှင်တွေပြောလို့ရှိတဲ့စကားလုံးတစ်ခုက anything can be measured ဘယ်ရမဆိုကျွန်တော်တို့တိုင်းတာလို့ရအောင်ဟိုဒီပြုလုပ်နိုင်တယ်တိုင်းတာလို့ရတယ်လို့ပြောတယ်ပေါ့နော်တိုင်းတာလို့ရအောင်လို့ကျွန်တော်အဆင့်ဆင့်အဲဒီအရာတွေကိုတော့တတ်မှတ်တိစောက်ကြရတယ်ပေါ့ အဲ့လိုပြီးလို့ရှိရင်ကင်ကနန်ဘောင်တွင်းကနေတိုင်းတာတွေဖို့ထုတ်တွေရှိပါတယ်အဲ့တော့ quanti ဆိုတာကင်ကနန်ဘောင်တွင်းကနေလေ့လာရဲအဲသူတည်တဲ့အမျိုးအစားဖြစ်တယ်ဆိုတာကိုကျွန်တော်သိသွားပြီနောက်တစ်ခုက qualitative ပေါ့ qualitative ကကြတော့အကြောင်းအရာတစ်ခုကိုဖို့ထုတ်တဲ့အခါမှာအကင်းကနန်ဘောင်တွင်းကနေဖို့ထုတ်တာမဟုတ်ဘူး data ရဲ့အရေးအသွေးပေါ့နော်ဒီဖြည့်ဆို့ကြတဲ့သူတွေရဲ့စကားသံတွေရုပ်ပုံပတိကားချက်တွေနော်အဲအတန်တွေပဲဖြစ်ခြင်းဖြစ်မဲ့ရုပ်တွေဖြစ်ခြင်းဖြစ်မဲ့ ဓာတ်ပုံတွေဖြစ်မယ်ပေါ့နော်အဲ့ဒါလေးတွေကိုအခြေခံပြီးတော့ကျွန်တော်တို့ကအာ analysis လုပ်ရတယ် sensitive ဝေဖန်မှုတွေလုပ်ရတယ် sensitive ဝေဖန်ပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာသာပြန်ကောက်ချက်ချတဲ့ပုံစံမျိုးတွေပြုလုပ်ဆောင်ရွက်တာမျိုးတွေပါဝင်ပါတယ်အဲ့ဒါကြောင့် qualitative ပုံစံပြီး game data လို့ကျွန်တော်တို့ကနားလည်လို့ရတယ် game data နဲ့အလုံးလို့ရတယ်သူပြည်တနာဆိုလို့ရှိရင်လည်းမမပါဘူးဒါတော့ qualitative ပါ နောက်တတိယမျိုးစားကြတော့ mixed methodology ဖြစ်ပါတယ် mixed methodology ကကြတော့ဒီ quantity နဲ့ quality ကိုပေါင်းစပ်ပြီးတော့အကြောင်းအရာတစ်ခုကိုချိန်ကပ်လေ့လာဖော်ထုတ်တင်ပြတဲ့နေရာမျိုးတွေမှာအဓိကအားဖြင့်အသုံးပြုတဲ့နေရှင်တွေဖြစ်ပါတယ်အဲလိုဆိုရင် methodology ရအနည်းချုပ်ပြီးတော့ကြည့်မယ်ဆိုရင်၃မျိုး၃စားအခုလိုမျိုးတွေ့ရမယ် quantity ရဲ့ဟို quality ရဲ့ mix ဖြစ်ပါတယ်နောက်ဒီ quantity မှာအာသက်ဆိုင်ရာ ောနော် research design တွေရှိသေးတယ် research အမျိုးအစားတွေရှိသေးတယ်လို့ပြောရမှာပေါ့နော် quantity မှာဆိုလို့ရှိရင် design အနေနဲ့ကြည့်လိုက်တဲ့အခါမှာ၃မျိုး၃စာရှိပါတယ်၃မျိုး၃စာ DB ရှိပါတယ် survey descriptive design survey design တို့နေသုံးနေပေါ့နော်သူ့ရဲ့အပုံစံမျိုးကလက်တွေ့မြင်ပြမှာဖြစ်နေတဲ့အချင်းအရာတွေကိုအာအရှိကိုရှိတိုင်းပဲ identify လုပ်တာတွေပုံဖော်တင်ပြတာမျိုးတွေမှာအဓိကအပြင်အသုံးပြုတယ် ဒုတိယမျိုးစားက correlational design ဖြစ်ပါတယ်။အကြောင်းအရာနှစ်ခုသည်ဆက်စပ်မှုရှိပါသလား cause and effect ကိုလေ့လာတဲ့အခါမျိုးတွေမှာဒီ research ကိုအသုံးပြုတာမျိုးဖြစ်ပါတယ်။ဒုတိယမျိုးစားကြတော့ experimental research ဖြစ်ပါတယ်။ experimental research ကအကြောင်းအရာတစ်ခုကိုလေ့လာတဲ့အခါမှာ experiment လုပ်ပြီးတော့ cause and effect different ကိုရှာဖွေတဲ့အခါမျိုးတွေမှာအဓိကအပြင်အသုံးပြုပါတယ်။ အကြောင်းတရားနဲ့အကျိုးတရားပေါ့နော်ကျွန်တော်တို့ရှာဖွေတဲ့အခါမျိုးတွေမှာဟိုဘယ်လောက်လောက်ထိအဲ effectiveness ဖြစ်တယ်လဲပေါ့နော်အဲ့ဒါတွေကိုရှာဖွေတဲ့အခါမျိုးတွေမှာ experimental research ပေါ့အသုံးပြုပါတယ်အဲ့တော့ quantity မှာဆိုလို့ရှိရင်အခုလိုမျိုး design အနေနဲ့သုံးမျိုးသုံးစားရှိပါတယ်ကျွန်တော်တို့ရဲ့ objective လေ့လာမယ့်အဲဒီသူတေသနာ research question အပေါ်မှာ motivate တို့ဒီ design တွေကိုရွေးချယ်ပြီးတော့တိစောက်ကြရတာဖြစ်ပါတယ်။ဒါတော့ design မှာ qualitative ကိုကြည့်ပြန်မယ်ဆိုရင် qualitative မှာ case study, ethnography, phenomenology တို့ observational research, action research တို့ပါဝင်ပါတယ်။ဒါကတော့ qualitative ဆိုင်ရာ research design အမျိုးအစားတွေပါ။ mix method မှာပါဝင်တဲ့ research design တွေကကြတော့ quantitative quality မှာပါဝင်တဲ့ research method တွေကိုပဲပြန်လည်အသုံးပြုတာမျိုးဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာကြတော့ flow လေးတွေပေါ့နော်။အဲပြောင်းသွားတယ်။ sequence ရှိလို့ခေါ်တဲ့တခုပြီးမှတခုလောက်ရတယ်သူတေသနာနီလန်ကတစ်မျိုးနဲ့တပြိုင်တည်းလောက်ရတယ်သူတေသနာကတစ်မျိုးဆိုပြီးတော့စုစုပေါင်းနှမျိုးရှိပါတယ်ဆိုတော့တခုပြီးမှတခုလောက်ရတယ် research ကအုစုနစုပါလာတယ်ပေါ့နော်ဟို the same time ပေါ့တပြိုင်တည်းမှာ ပြုလုပ်ရတယ်သူတေသနာကအုစုနစုခွတ်ထွက်လာတယ်အဲဒါကြောင့်သူတေသနာဒီ mix method မှာ၄မျိုး၄စာဖြစ်လာပါတယ်ဆိုတော့ဒီ mix methodology ကိုပြုလုပ်ဆောင်ရမယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ quantity နဲ့ quality နှစ်မျိုးလုံးကိုကောင်းကောင်းကြီးနားလည်တဖို့ပေါ့ပေါ့လိုပါတယ်။ဒါမှပဲကျွန်တော်တို့ဟာ mix method ကိုပြုလုပ်ဆောင်ရွက်တဲ့အခါမျိုးတွေမှာနီးမှန်လန့်မယ်ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်ဒါတော့ design အကြောင်းပါ။ဆက်လက်ပြီးတော့ methods ကိုကြည့်အောင်ပေါ့နော်။ quantity မှာ data တွေကိုရှာဖွေတဲ့အခါမျိုးတွေမှာ business နဲ့ကိုအဓိကအပြင်သုံးပြုတယ်လဲဆိုလို့ရှိရင် experiment ကိုသုံးတဲ့အာစာပေကိုသုံးပါတယ်။ ဒါကတော့အဓိကအပြင်သုံးပြတဲ့ method တွေပါတခါတရံမှာတော့ interview လုပ်ပြီးတော့အာ data တွေကိုရှာဖွေကြတာမျိုးလေးရှိပါတယ်ဒါပေမဲ့အဲ့ဒါကတော့ရှာပါတယ်အများအပြင်တော့ experiment လုပ်တာနဲ့ရှာဖွေလုပ်တာကိုပဲအဓိကအပြင် quantitative သုတေသနတွေမှာအသုံးပြုပါတယ် qualitative မှာကြတော့နီလန်၃မျိုးကိုအဓိကအပြင်အသုံးပြုပါတယ် interview လုပ်တာရယ်ဆွေးနွေးတာရယ်ပြီးလို့ရှိရင်ကိုယ်တိုင်ကွင်းရှင်းပြီးတော့စူးစမ်းလေ့လာတဲ့ပုံစံမျိုးကြီးပေါ့နော် စုစုပေါင်းဒီနည်းစနစ်၃မျိုးကိုအဓိကအပြင်အသုံးပြုကြတာပါ mix methodology ကြတော့အပေါ်မှာရှင်းပြခဲ့တဲ့ method တွေကိုပဲအလင်းတင့်တယ်လို့အဆင်ပြေတယ်လို့အဲ၃တင်းတဲ့နေရာမှာ၃ပြီးတော့ပြုလုပ်ဆောင်ရတာပေါ့နော် survey လုပ်တာတွေ interview လုပ်တာတွေ discussion လုပ်တာတွေဒါလေးတွေပါဝင်ပါတယ်အဲ့ဒါကကြတော့ဟို mix method မှာအသုံးပြုရတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဟာဆိုလို့ရှိရင်ဒီလိုပေါ့နော်ဒီ methodology အစိတ်ပိုင်းကိုကြည့်လိုက်တဲ့အခါအခုလိုမျိုးသုံးမျိုးသုံးစားကြည့်ရမယ် methodology ရဲ့ design ရဲ့ method ဖြစ်ပေါ့နော်ဆိုင်ရဆိုင်ရသုတေသနအလိုက်ဒီ design တွေကိုတုံ့ဆွေရမယ်ဆိုင်ရဆိုင်ရသုတေသနအလိုက်ကျွန်တော်တို့က methods တွေကိုတုံ့ဆွေကြရမှာဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင် quantity ကကိန်းဂဏန် boundary ကနေအဲ photo တဲ့သုတေသနဖြစ်တယ်အဲ့ဒါကတဘောအပြင်ကိန်းဂဏန်အနေနဲ့ရှိနေတဲ့ data လေးဖြစ်နိုင်တယ်လို့တဘောအပြင် ်ကင်းကနန်မဟုတ်တဲ့ data ကင်းကနန်ဆိုင်ရာနဲ့မဟုတ်တဲ့ data တွေအကြောင်းအရာတွေကိုလည်းကျွန်တော်တို့ကကင်းကနန် boundary ကနေရရှိအောင်ဖန်တီးရင်းနဲ့အဲ့တော့ပြုလို့ဆောင်ရွက်ကြရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးကိုကျွန်တော်က force အဲဒီပေးပြီးတော့ quantitative အပုံစံခွက်ထည်ကိုထည့်လိုက်တဲ့သဘောမျိုးလိုလည်းပြုလို့ရတယ်ပေါ့နော် quality ကြတော့ quantity နဲ့ဆန့်ကျင်ဘက်ပေါ့သူကကြတော့ challenge တို့ barrier တို့ကိုလေ့လာတာမျိုးတွေဒါမှမဟုတ် satisfaction တို့ကိုလည်းလေ့လာတဲ့အခါမျိုးတွေမှာ ဒီ perception တို့ကိုလေ့လာတဲ့အခါမျိုးတွေမှာသင်္ကန်းမပါဘဲနဲ့ဒီဖြည့်ဆိုတဲ့သူတွေရဲ့စကားလုံးနဲ့စကားစကားသံတွေအာဒါလေးတွေနဲ့ပဲကျွန်တော်တို့က data တွေကိုရှာဖွေကြပြီးတော့ analytics ပြီးောက်ယူဘာသာပြန်ဆိုရင်သူတွေတနာတွေကိုပြုလုပ်ဆောင်ရကြတာပါအဲ့တော့ methodology မှာအခုလိုမျိုးအာဒီလမ်းကြောင်းလေးတွေရှိတယ်ပေါ့နော်ပြန်ပြီးတော့အနည်းချုပ်ရရင် research paradigm ကိုကြည့်လိုက်တဲ့အခါမှာအုပ်စုနှစ်စုခွဲထွက်သွားမယ် philosophy အုပ်စုနဲ့ methodology အုပ်စုပေါ့ philosophy အုပ်စုမှာ ontology epistemology နဲ့ logic ပါမယ် methodology အုပ်စုမှာ methodology ရဲ့ design methods တွေပါဝင်ပါတယ်အဲ့တော့ ontology မှာဒီ objective vision လို့ခေါ်တဲ့တဘောအားဖြင့်အဒီ objective sensation နေတဲ့အရာဝတ္ထုတွေကိုအဒီ objective ဒီ post ဒီ post vision လို့ခေါ်တဲ့ ပရိယတခုနဲ့တရိပ်တိုင်းတာကိုအပြင်သိနိုင်တယ်အဲ့ဒါကိုကျွန်တော်တို့ theory to practice လို့ခေါ်တဲ့ deductive လမ်းကြောင်းကနေလောက်ရတယ်ပေါ့နော်ဒီလမ်းကြောင်းတွေကအဓိကအပြင်တော့ quantitative သုတေသနတွေမှာပဲပြုလို့ဆောင်ရွက်နေရှိပါတယ်အဲ့တော့ကျွန်တော်တို့ဟာဒီ philosophy နဲ့ research design တွေ methods တွေကအကုန်လုံးထိဆက်နေတာမျိုးရှိရပေါ့နော်ကျွန်တော်လေ့လာမယ့်အကြောင်းအရာဒီ of the objectivism ဖြစ်တယ်ဆိုလို့ရှိရင်အများအပြင်တော့ဒီဒီလမ်းကြောင်းကနေကျွန်တော်တို့ကသွားပြီးတော့သုတေသနပြုလုပ်ကြရမယ် ျွန်တော်တို့လေ့လာမယ့်အကြောင်းအရာဒီ subjective sense နဲ့အရာဝတ္ထုတွေဆိုလို့ရှိရင်ဒီအာ qualitative ကနေသွားရမယ်ပေါ့ဒါပေမဲ့ subjective sense နဲ့အရာဝတ္ထုတွေကိုပဲအဲတွေကဒါဒီ inductive lens ကနေသွားသလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့ဟာဒီ data တွေကိုအကြောင်းအရာတွေကို force ပေးပြီးတော့ဟို objective sense နဲ့ lens ကနေလေဖော်ထုတ်လို့ရတာမျိုးတွေရှိရပေါ့နော်အဲတော့ lens ကြောင့်လေးတွေကဟိုအခုလိုမျိုးတခုနဲ့တခုဆက်ဆက်နေတာမျိုးရှိပါတယ် ဲတော့ဟိုကျွန်တော်တို့ဟာသူတေသနာတစ်ခုပြုလို့ဆောင်ရမယ်ဆိုရင်ဘလို logic ကိုအသုံးပြုနေတယ်လေနော်ဘလို့ပုံစံမျိုးကိုအသုံးပြုပြီးတော့သူတေသနာပြုလို့ဆောင်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်နေကိုလိုပါတယ်ဒီနေရာမှာတစ်ခုပြောစရာရှိတာက mix methodology မှာဘလို့ logic ကိုအသုံးပြုပါတယ်လေလို့ပြောလို့ရှိရင် deductive နဲ့ inductive နှစ်ခုလုံးကိုပေါင်းစပ်ပြီးတော့ပဲသူတေသနာပြုလုပ်ပါတယ် epistemology ရဲ့ရှင်းပြချက်ရတော့ ူမှာသိမှုပညာရဆိုရင် pragmatism လို့ခေါ်ပါတယ်အဲ့ဒါကိုဒီ mix methodology မှာအသုံးပြုတဲ့ပုံစံတစ်ခုပေါ့နော်ဒါ quantity နဲ့ quality ကိုပေါင်းစပ်ပြီးတော့အအကြောင်းအရာတစ်ခု photo တင်နေရာမှာအသုံးပြုတာမျိုးဖြစ်ပါတယ်ဒါဆိုလို့ရှိရင် research paradigm နဲ့ပတ်သက်လို့တစုံတရာနားလည်သဘောပေါက်မယ်လို့ယူဆပါတယ်အားလုံးကျေးဇူးတင်ပါတယ်